မင်္ဂလာပါခင်ဗျာ2025ခုနှစ်မေလ16ရက်နေ့မှ22ရက်နေ့ထိမြန်မာတက်ကရက်1388ခုနှစ်ကစုံလပြည့်ကျော်9ရက်နေ့မှ17ရက်နေ့အတွင်းဖြစ်ပေါ်နိုင်တဲ့စိုက်ပျိုးရေးမိုးလေဝသအခြေအနေခန့်မှန်းချက်များကိုနေပြည်တော်မိုးလေဝသနဲ့ဇလားပေတာညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ကြေညာပါမယ်ခင်ဗျာမင်္ဂလာပင်လောအခြေအနေခန့်မှန်းချက်များအနေနဲ့ကတော့ရှခုရက်သက်တပတ်အတွင်းအနောက်တောင်မုတ်တုံလေးဟာမြန်မာနိုင်ငံမြဝကျွန်းပေါ်ဒေသများသို့ဝင်ရောက်နေပါတယ် ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတို့မှာလေပြင်းအားနဲ့ရံဝန်တစ်ချိန်ဖြစ်ပေါ်နိုင်ပြီးပုံမုံအားကောင်းလာကမုန်တိုင်းငယ်ဖြစ်သူရောက်ရှိနေပါတယ်ကပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်ရှစ်တောင်ပိုင်းတို့မှာမောက်တုံလေးအားအသင့်တက်မှာအားကောင်းနိုင်ပြီးခြံဘင်္ဂလားပင်လယ်အော်မှာတိမ်အသင့်တက်မှာတိမ်တူထက်နေပါတယ်မိုးရွာသွန်းနိုင်မှုအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်စကမ်းတိုင်းဒေသကြီးချင်းပြည်နယ်ရခိုင်ပြည်နယ်မကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့ နေပြည်တော်မှာနေရကြက်ကြက်မှနေရဆက်ဆိတ်နဲ့ရှမ်းပြည်နယ်၊ကယားပြည်နယ်၊ပဲခူးတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ကယင်ပြည်နယ်၊မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာနေရအနှံ့အပြားမိုးထစ်ချုံရွာပါမယ်။အမြင့်ဆုံးအပူချိန်ချိန်နေခံမှန်းချက်များအနေနဲ့ကတော့နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အေရဝတီတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်တို့မှာ66ဒီဂရီဖာရန်ဟိုက်မှာ105ဒီဂရီဖာရန်ဟိုက်အတွင်းတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အစီပိုင်းတို့မှာ86ဒီဂရီဖာရန်ဟိုက်မှာ95ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့ချင်းပြည်နယ်၊ရှမ်းပြည်နယ်အမြောက်ပိုင်းနဲ့တောင်ပိုင်းတို့မှာ86ဒီဂရီဖာရန်ဟိုက်မှာ85ဒီဂရီဖာရန်ဟိုက်အတွင်းရှိနေပါတယ်။အနေစားပူချိန်အခြေအနေခန့်မှန်းချက်များအနေနဲ့ကလည်းချင်းပြည်နယ်မှာ46ဒီဂရီဖာရန်ဟိုက်ခန့် စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ63ဒီဂရီဖာရန်ဟိုက်မှာ82ဒီဂရီဖာရန်ဟိုက်အတွင်းနဲ့နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအပိုင်းအေရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာ83ဒီဂရီဖာရန်ဟိုက်မှာ82ဒီဂရီဖာရန်ဟိုက်အတွင်းရှိနေပါတယ်လေရုဆိုရန်စာအခြေအနေခံမှန်းချက်များအနေနဲ့ကတော့ ကချင်ပြည်နယ်ချင်းပြည်နယ်မကွေးတိုင်းဒေသကြီးစကမ်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်နဲ့ရှမ်းပြည်နယ်တို့မှာ66ရာခိုင်နှုန်းမှ86ရာခိုင်နှုန်းအတွင်းနဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်များမှာတော့89ရာခိုင်နှုန်းမှ89ရာခိုင်နှုန်းအတွင်းရှိနေပါတယ်။ပင်ခွင့်ရင်ခွင့်ပြောင်းအောင်အခြေအနေခံမှန်းချက်များအနေနဲ့ကတော့ချင်းပြည်နယ်၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရန်ကုန်တိုင်းဒေသကြီး၊ရှမ်းပြည်နယ်မြောက်ပိုင်း၊တောင်ပိုင်း၊ကယားပြည်နယ် ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာ20မီလီမီတာမှ30မီလီမီတာအတွင်းနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့31မီလီမီတာမှ41မီလီမီတာအတွင်းရှိနေပါတယ်။ရေစီလာအောင်ရဲ့အချိန်တွေခံမှန်းချက်များအနေနဲ့ကလည်းရန်ကုန်တိုင်းဒေသကြီးနယ်တနင်္သာရီတိုင်းဒေသကြီးတို့မှာပြည့်ဝအချိန်နဲ့ရခိုင်ပြည်နယ်နေပြည်တော်နဲ့မွန်ပြည်နယ်တို့မှာဆွဆွအချိန်တွေနဲ့ကြံတိုင်းဒေသကြီးနယ်ပြည်နယ်များမှာတော့6တွေ့အချိန်တွေအသီးသီးတို့မှာရှိနေပါတယ်။ စိုက်ပျိုးရေးမိုးလေဝသအခြေအနေခံမှန်းချက်များကိုကြည့်ရှုနေကြတဲ့မိဘပြည်သူပေါင်းကိုစိတ်နှပြချမ်းမာချမ်းသာကြပါစေခင်ဗျာ